မိတ်ဆွေတို့ရေလူတယောက်ရဲ့တမိုးကိုရုပ်ရည်ပေါ်မှာပဲတိုင်းလာလို့ရနိုင်မလားဒါမှမဟုတ်လူတယောက်ကိုလူဖွဲ့စည်းကဘလို့ပုံစံမျိုးနဲ့တတ်မှတ်ထားလဲဆိုတာကသူ့ဘဝကိုလွတ်မိုးသွားနိုင်သလားဒီမိကုံးတွေရဲ့အဖြစ်ကိုနတ်စုအိုကီရီနိုရေးသားတဲ့ Grotesk ဝိထုထဲမှာရှာဖွေတွေ့ရှိနိုင်ပါတယ်နတ်စုအိုကီရီနိုဆိုတာဂျပန်စာရေးဆရာမတစ်ယောက်ဖြစ်ပြီးခေတ်ပေါ်လူဖွဲ့စည်းရဲ့အမောက်ပချမ်းကိုထင်ရှားစေတဲ့ဝိထုတွေနဲ့နာမည်ကြီးပါတယ် Grotesk ဝိထုမှာဆိုရင်မိသားစုပြည်တနာတွေ ကိုယ်ပိုင်လက္ခဏာပျောက်ဆုံးမှုတွေနဲ့လူအဖွဲ့အစည်းရဲ့ဖိအားတွေကိုပုံဖော်ထားပါတယ်။ဝိတ္ထုတွေကစက်ကောင်တွေဟာသူတို့ရဲ့ဘဝမှာဘလို့ရုန်းကန်ကြလဲ။လူတွေကသူတို့ကိုဘလို့မြင်လဲဆိုတာကိုလေ့လာကြည့်ရအောင်။မိသားစုအရေးနဲ့စိတ်ကူးရင်ကလေးများဝိတ္ထုကိုစပြောတဲ့အခါမှာနာမည်မပါတဲ့ဇာတ်ကြောင်းပြောသူတယောက်ပေါ်လာပါတယ်။သူဟာဂျပန်သွေးတစ်ဝက်နဲ့ဥရောပသွေးတစ်ဝက်ပါတဲ့အမျိုးသမီးတယောက်ပါ။သူမိသားစုရဲ့ဆက်ဆံရေးတွေကတော်တော်လေးကိုရှုပ်ထွေးနေပြီ။ သူကိုယ်တိုင်လည်းတခြားသူတွေနဲ့မတူဘူးလို့ခံစားနေရပါတယ်။သူ့အဖေကစီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးမိမကိုလည်းဂရုမစိုက်ပါဘူး။ဒါကြောင့်သူ့မိသားစုဟာအေးဆက်ပြီးရက်ဆက်တဲ့ဆက်ဆံရေးတွေနဲ့ပြည့်နေနေပါတယ်။ဆက်ကြောင်းပြောသူဟာကလေးတွေကိုအရန်လိုချင်ပါတယ်။ကလေးတွေရလာရင်ဘယ်လိုမျိုးဗီဇတွေပါလာမလဲဆိုတော့ကိုစိတ်ကူးနဲ့တွေးပြီးပျော်နေတတ်ပါတယ်။ဒါဟာသူကိုယ်တိုင်ကဘယ်ကနေလာလဲဆိုတော့ကိုနားလည်ချင်လို့ပါပဲ။ သူ့ရဲ့ညီမဖြစ်သူယူရီကိုဟာအရန်လာတဲ့အတွက်မိသားစုဝင်တွေအပါအဝင် လူတိုင်းကိုအံ့အားသင့်စေပါတယ်။ဆက်ချောင်းပြောသူဟာသူ့ကိုယ်သူအားငယ်တယ်လို့ခံစားရပြီးသူ့မိသားစုရဲ့အခြေအနေတွေကြောင့်တခြားသူတွေနဲ့မတူဘူးလို့ထင်နေပါတယ်။အလှတရားရဲ့အကျင့်စာနဲ့ညီမတို့ရဲ့မုန်းတိမှုယူရီကိုဟာအရန်လာတဲ့အတွက်ကောင်းကျိုးရောဆိုးကျိုးပါ ခံစားရပါတယ်။ငငယ်လေးကလေးကလူတွေရဲ့အာရုံစိုက်မှုကိုခံရပြီးမနာလိုခြင်းတွေလည်းခံရပါတယ်။ သူ့အမဖြစ်သူကလည်းသူ့ကိုမုန်းတီးပြီးအေးဆက်တဲ့ဆက်ဆံရေးကိုပဲထားရှိပါတယ်။သူတို့အမေကယူရီကိုကိုဘလို့ဆက်ဆံရမလဲမသိတော့ပဲစိတ်တက်ကြပြီးတေဆုံးသွားပါတယ်။ညီအမနှစ်ယောက်ရဲ့ဆက်ဆံရေးဟာပြိုင်ဆိုင်မှုတွေနားလည်မှုလွဲလာတွေနဲ့ပြည့်နေနေပါတယ်။ယူရီကိုရဲ့အလှဟာသူ့အတွက်အခွင့်အရေးတွေကိုမဖန်တီးပေးဘဲအထီးကျန်ဆန်စီပြီးလူတွေရဲ့မုန်းတီးမှုကိုခံရစီပါတယ်။เจ้าရဲ့အစင်တန်းနဲ့လူမှုရေးမျက်နှာဖုံးများ ဆက်ကြောင်းပြောသူဟာမိသားစုကနေလွတ်မြောက်ဖို့အတွက်နာမည်ကြီးကျူဟိုက်စကူးဖော်ရန်ဝူမန်ဆိုတဲ့အမျိုးသမီးကြောင်းကိုတက်ပါတယ်။ဒါပေမဲ့အကြောင်းမှလည်းချမ်းသာမှုအလှတရားနဲ့လူမှုရေးအဆင့်တန်းတွေပုံမှာပဲအခြေခံတဲ့စနစ်တစ်ခုကိုတွေ့ရပါတယ်။အကြောင်းမှအုပ်စုနှစ်စုရှိပါတယ်။တစုကငငယ်ကလေးကဒီစနစ်ထဲမှာနေလာတဲ့ချမ်းသာတဲ့မိသားစုကမိန်းကလေးတွေဖြစ်ပြီးကြံတစုကဆက်ကြောင်းပြောသူနဲ့စာတို့ကာစုအဲတို့လိုအပြင်ကနေရောက်လာတဲ့သူတွေဖြစ်ပါတယ်။ ဇက်ချောင်းပြောသူဟာမစ်ဆူယူဆိုတဲ့တော်ပေမဲ့ကိုကိုကိုယုံကြည်မှုမရှိတဲ့မိန်းကလေးနဲ့တငယ်ချင်းဖြစ်ပါတယ်။ကျောင်းမှာအနိုင်ကျင့်တာတွေများကြီးရှိပြီးအဲ့ဒါတွေကို သူတတိထားမိပါတယ်။ကာဇူအဲကအောင်မြင်ခြင်းပေမဲ့လူမှုရေးအရာအဆင်မပြေတော့လူတွေရဲ့အမြင်ဆိုးတွေကိုခံရပါတယ်။ကျောင်းရဲ့အသွင်ပြင်နဲ့လိုက်ရောညီထွေဖြစ်အောင်လုပ်တဲ့အရာတွေကဇက်ချောင်းပြောသူရဲ့မိသားစုကိုတတိယစေပြီးတခြားသူတွေနဲ့မတူဘူးလို့ခံစားရစေပါတယ်။ဒါကြောင့်သူဟာမနာလိုစိတ်ကိုအသုံးပြုပြီး အသက်ရှင်ဖို့ကြိုးစားပါတယ်။တာမလူတွေကြားကမိစ္ဆာများမိစ္ဆာဆိုတဲ့အယူဆကစကြောင်းပြောသူယူရီကိုနဲ့ကာဇူအဲတို့ရဲ့ဘဝမှာထက်ခါထက်ခါပေါ်လာပါတယ်။ယူရီကိုရဲ့အလှကာဇူအဲရဲ့အောင်မြင်ခြင်းစိတ်နဲ့စကြောင်းပြောသူရဲ့ဉာဏ်ရည်ထမျက်မှုတွေကသူတို့ကိုတခြားသူတွေနဲ့မတူအောင်လုပ်ပေးပြီးလူတွေရဲ့စိတ်ဝင်စားခြင်းနဲ့မထီမဲ့မြင်ပြခြင်းကိုခံရစေပါတယ်။ ဆက်ကြောင်းပြောသူရဲ့အဖိုးဖြစ်သူကဖုန်ဆိုင်ကိုဆွဲလန်းနေတဲ့လိမ့်လေလက်ဖြားတက်သူတယောက်ဖြစ်ပြီးခဏတာအတွက်ခိုးလုံရဖြစ်ပေမဲ့ဒီဆက်ဆံရေးမှာလည်းလှုပ်ဝှက်ချက်တွေနဲ့အပြန်အလှန်မျက်ထုတ်တာတွေရှိနေပါတယ်။သူတို့ဟာမိသားစုနဲ့လူအဖွဲ့အစည်းရဲ့မျှော်လင့်ချက်တွေကြောင့်သူတို့ရဲ့ဆန္ဒတွေပြေဝခြင်းမရှိဘဲအထူးကျဆန်းနေကြပါတယ်။ဒီအတွေ့အကြုံတွေကသူတို့ကိုကုကုကုဖြစ်စည်းဖို့တွန်းအားပေးပါတယ်။ကာဇူအဲရဲ့ယီမန်းချက်နဲ့အထူးကျဆန်းမှု ဆာတိုကာဇူအဲဆိုတဲ့သူဟာအောင်မြင်မှုနဲ့အတိမတ်ပြုမှုကိုအမြဲလိုချင်နေတဲ့သူပါသူ့ဖေကအောင်မြင်မှုကိုပဲအဓိကထားတဲ့အတွက်ကာဇူအဲဟာစူးစားရင်အောင်မြင်မယ်လို့ယုံကြည်ထားပါတယ်ဒါပေမဲ့ကျူဟိုက်စကူးမှာစူးစားယုံနဲ့မရဘူးဆိုတာကိုသိသွားပါတယ်အလှတရားနဲ့လူမှုရေးဆက်ဆံရေးတွေကပိုအရေးကြီးပါတယ်သူဟာလူတွေနဲ့အစဉ်ပြေအောင်စူးစားပေမဲ့သူ့ကိုယ်သူအာမရဖြစ်လာပါတယ်ကြီးလာတဲ့အခါမှာကာဇူအဲရဲ့ယူမန်းချက်တွေဟာခါတိမှုနဲ့ ကိုကိုကိုမုံတိမှုတွေဖြစ်ပြောင်းလဲသွားပါတယ်။နောက်ဆုံးမှာကာဇူအဲဟာပြည်တစားဖြစ်အသက်မွေးဝမ်းကြောင်းပြုပါတယ်။ဒါဟာသူ့တစ်တလုံးလူချင်းခဲ့တဲ့အတိမတ်ပြုမှုကိုရဖို့အတွက်သူလုပ်ခဲ့တဲ့အရာတွေရဲ့ဆက်ဖြစ်ဖြစ်ပါတယ်။ယူရီကိုရဲ့ဘဝမတန်းယူရီကိုရဲ့ဒိုင်ယာယီစာအုပ်ကသူ့ဘဝကိုပြည်တစားတယောက်အနေနဲ့ဘလို့ဖြတ်တန်းခဲ့လဲဆိုတာကိုဖော်ပြပေးပါတယ်။သူဟာလိမ်ဆက်ဆက်မှုအစောပိုင်းအတွေ့အကြုံတွေ ဂျွန်ဆင်နဲ့သူ့ရဲ့ရှုပ်ထွေးတဲ့ဆက်ဆံရေးတွေအကြောင်းကိုရေးသားထားပါတယ်။ယူရီကိုအတွက်လိမ့်ဆက်ဆံမှုဟာသူ့ရဲ့ဆန္ဒတွေကိုထိန်းချုပ်ဖို့နဲ့လူတွေရဲ့အာရုံစိုက်မှုကိုရယူဖို့နည်းလမ်းတစ်ခုဖြစ်ပေမဲ့ဒါဟာသူ့ရဲ့ကိုယ်ပိုင်တန်ဖိုးကိုလည်းယုံနေစေပါတယ်။သူ့ရဲ့အလှဟာအရင်ကသူ့ကိုအခွင့်အရေးတွေပေးခဲ့ပေမဲ့အသက်ကြီးလာတဲ့အခါမှာလူတွေနဲ့လူအဖွဲ့အစည်းကသူ့ကိုစွန့်ပစ်လိုက်ပါတယ်။ယူရီကိုဟာသူ့ရဲ့ကံကြမ္မာကို လက်ခံလိုက်ပါတယ်။သူဟာသူ့ရဲ့ဆန္ဒတွေနဲ့ ကဘာကြီးကသူ့ကိုလက်မခံနိုင်တဲ့အတွက်ပြည်တစဘဝနဲ့ပဲတည်ဆုံရမယ်လို့ယုံကြည်ထားပါတယ်။ပြည်တစလုပ်ငန်းရဲ့မျက်နှာများပြည်တစလုပ်ငန်းဟာဗဟိုအကြောင်းအရာတစ်ခုဖြစ်လာပြီးလွတ်လပ်မှုနဲ့ဂုဏ်သိက္ခာကျဆင်းမှုတွေကိုကိုးစားပြုပါတယ်။ယူရီကိုအတွက်ဒါဟာသူ့ရဲ့လိမ်ဆန္ဒတွေကိုဖော်ပြတဲ့နည်းလမ်းဖြစ်ပြီးကာဇူအဲအတွက်သူ့ကိုညှင်းပယ်ခဲ့တဲ့ကဘာကြီးထဲမှာသူ့ရဲ့တန်ဖိုးကိုပြန်လည်ရယူဖို့ကြိုးစားတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဇက်ချောင်းပြောသူကအပြင်ကနေကြည့်ပြီး သူ့ညီမနဲ့တငယ်ချင်းရဲ့ရွေးချယ်မှုတွေကိုစိတ်ဝင်စားပါတယ်။ပြည်တစားလုပ်ငန်းကရက်ဆက်ပြီးအပေးယူလုပ်တဲ့နေရာတစ်ခုဖြစ်ပြီးအမျိုးသမီးတွေကိုကွန်ပျူတာတစ်ခုလိုသဘောထားကအကြမ်းဖက်မှုတွေလည်းဖြစ်နိုင်ပါတယ်။ဒါပေမဲ့ဒီနေရာဟာဇက်ကောင်တွေက သူတို့ရဲ့ကြောက်ရွံ့မှုတွေကိုရင်ဆိုင်ပြီးသူတို့ရဲ့ကိုယ်ပိုင်လက္ခဏာတွေကိုစမ်းသပ်တဲ့နေရာလည်းဖြစ်ပါတယ်။ကျန်ရဲ့ခီးနဲ့ဝန်ခံချက် ယူရီကိုနဲ့ကာဆူအဲကိုတမှုနဲ့ဆွဆွဲခံထားရတဲ့တရုတ်ရွှေပြောင်းနေထိုင်သူဂျန်ကအမျိုးသမီးတွေရဲ့ဇလံကိုစန့်ကျင်ပြောဆိုပါတယ်။သူကဆင်းရဲဘဝအကြောင်းဂျပန်ကိုဘလို့ရောက်လာလဲဆိုတဲ့အကြောင်းနဲ့မေကွန်ဆိုတဲ့သူ့ရဲ့ညီမနဲ့ချုပ်ထွေးတဲ့ဆက်ဆံရေးအကြောင်းကိုရေးသားထားပါတယ်။ဂျန်ကဆက်ဆံရေးကိုလိုချင်ပြီးတခြားသူတွေနဲ့မတူဘူးလို့ခံစားနေရတာကဂျပန်မျိုးသမီးတွေနဲ့သူပေမဲ့သူကနိုင်ငံခြားသားဖြစ်တဲ့အတွက်ပိုပြီးအားနေပါတယ်။လူတက်မှုအကြောင်းကို သူပြောတဲ့အခါမှာနောင်တော့ရတာ။ မြင်းဆိုတာနဲ့စင်ကြေးပေးတာတွေကိုရောထွေးပြောဆိုပါတယ်။ကြံရဲ့ဇလန်းကလူမျိုးရေးလူရန်စားနဲ့ကြားမရေးရတွေဟာဘလို့ဆက်ဆက်နေလဲဆိုတာကိုဖော်ထုတ်ပြပါတယ်။အမှုခင်များယူရီကိုနဲ့ကာဆူအဲတို့တည်ဆုံသွားတဲ့အမှုကလူများရဲ့အာယုံဆိုင်မှုကိုခံရပြီးကိုပိုင်ဖြစ်ဆိုးတွေကလူသိရှင်ကြပြတ်တဲ့ပွဲတွေလိုဖြစ်လာပါတယ်။စက်ကြောင်းပြောသူကတရခွင်ကိုတွားပြီး ီဒီယာတွေတရားရေးစနစ်နဲ့လူတွေကအမျိုးသမီးတွေရဲ့ဇလံကိုဘယ်လိုကြည့်လဲဆိုတာကိုလေ့လာပါတယ်။ယူရီကိုတည်ဆုံသွားတာကိုဂရုမစိုက်ဘဲကာဇူအဲရဲ့ရုံးဝန်နဲ့ပြည်တစားအဖြစ်နှစ်ဘဝဖြတ်တန်းတာကိုစိတ်ဝင်စားတာကလူအဖွဲ့စည်းရဲ့ဟန်ဆောင်မှုနဲ့သူများအကြောင်းကိုစိတ်ဝင်စားတာကိုပြသပါတယ်။တရားခွင်ဟာအပြစ်ရှိသူအပြစ်မရှိသူနဲ့တားကောင်တွေကိုတရုတ်ဆောင်တဲ့နေရာတစ်ခုဖြစ်ပေမဲ့အမှန်တရားကဖမ်းဆုပ်လို့မရပါဘူး။စက်ကြောင်းပြောသူရဲ့ခံစားချက်တွေကနှစ်ခွဖြစ်နေပါတယ်။ သူက သူ့ညီမတည်ဆုံသွားတဲ့အတွက်ဝမ်းသာလို့စိတ်မကောင်းလည်းဖြစ်နေပါတယ်မစ်ဆူရူရဲ့ပြန်လာခြင်းမစ်ဆူရူဟာစကြောင်းပြောသူရဲ့အရင်းနှီးဆုံးတငယ်ချင်းတစ်ယောက်ဖြစ်ပြီးဘာသာရေးကိန်းတစ်ခုမှပါဝင်မှုကြောင့်ထောင်ချခံခဲ့ရပြီးပြန်ပေါ်လာပါတယ်သူပြန်လာတော့စကြောင်းပြောသူနဲ့သူ့ရဲ့အတိတ်ကိုပြန်သုံးသပ်ကြပါတယ်မစ်ဆူရူကသူ့ရဲ့ကြာရှုံးမှုကြောင့်ညညာရေးစနစ်ရဲ့ချိုးယွင်းချက်တွေအကြောင်းနဲ့ကိုကိုကိုအားကိုးခြင်းရဲ့အကန့်အသတ်တွေအကြောင်းကိုပြောပြပါတယ် သူတို့ရဲ့စကားတွေဟာမပြေလည်သေးတဲ့အရာတွေနဲ့ပြင်းထန်နေပေမဲ့နားလည်မှုနဲ့ခွလွမှုတွေကိုပေးနိုင်ပါတယ်မစ္စူရူဟာသူတို့ရဲ့ဆရာဖြစ်သူပမောက္ခကီဂျီမာနဲ့လက်ထပ်လိုက်တာကပြန်လည်ကောင်းမွန်လာဖို့မျှော်လင့်ချက်ရှိတယ်ဆိုတာကိုပြသပါတယ်ကာဇူအဲရဲ့ channel များကာဇူအဲတည်ဆုံးပြီးနောက်မှာသူ့ရဲ့ channel တွေကိုတွေ့ရှိခဲ့ပါတယ်သူ့ရဲ့ channel တွေကသူ့ရဲ့အထူးကျဆံမှုစွဲလမ်းမှုနဲ့ကိုကိုကိုဖြည့်ဆည်းမှုတွေအကြောင်းကိုဖော်ပြပေးပါတယ် သူကအလုံမှကြုံတွေ့ရတဲ့အခက်အခဲတွေသူ့အမိနဲ့ညီမနဲ့ဆက်ဆံရေးမပြေလည်တာတွေနဲ့လိန်ဆက်ဆံမှုနဲ့ငွေကြေးကနေအတိတ်တွေကိုရှာဖွေဖို့ကြိုးစားတာတွေကိုရေးသားထားပါတယ်။ဂျာနယ်တွေကဂုံယူမှုနဲ့ရှက်ရှုမှုစံနာနဲ့ဆက်ဆုံမှုရီမန်းချက်နဲ့စိတ်ပြတ်အားငယ်မှုစတဲ့ဆန့်ကျင်ဘက်တွေနဲ့ပြင်းထန်နေတဲ့အမျိုးသမီးတစ်ယောက်အကြောင်းကိုဖော်ပြပေးပါတယ်။ကာဇူအဲဟာသူ့ရဲ့ဘဝမှာပျော်ရွှင်မှုမရှိတယ်လို့ခံစားရပြီးလူတွေနဲ့လည်းအဆက်အသွယ်မရှိပါဘူး သူ့ရဲ့ဇလန်းကလူဖွဲ့စည်းရဲ့မဖြစ်နိုင်တဲ့စံနှုန်းတွေကိုလက်ခံလိုက်ရင်ဘလောက်အနေအများလဲဆိုတာကိုတတိပေးတဲ့ဇလန်းတစ်ခုဖြစ်ပါတယ်။မျက်မမြင်တူဝရီနဲ့နှောင်ကျိုးများယူရီကိုတည်ဆုံးပြီးနောက်မှာသူ့ရဲ့သားယူရီကစကြောင်းပြောသူနဲ့တူလာနေပါတယ်။ယူရီအိုဟာချုံမောပြီးမျက်မမြင်တယောက်ဖြစ်ပါတယ်။သူကဂီတကိုဝါဒနာပါပြီးကျုပ်ရီကိုလည်းဂယုမဆိုင်ပါဘူး။ဒါကြောင့်စကြောင်းပြောသူရဲ့အလှနဲ့ တန်ဖိုးအကြောင်းကိုပြောင်းလဲစေပါတယ်။သူတို့ရဲ့ဆက်ဆံရေးကခိုင်မာမှုမရှိသေးပေမဲ့ပြောင်းလဲမှုတွေဖြစ်လာနိုင်ပြီးအစ်စ်အမတ်ဆက်ဆံရေးနဲ့ကုစားမှုတွေကိုပေးနိုင်ပါတယ်။ယူရီအိုရဲ့မျက်စိမမြင်တာကအပေါ်ရန်ယာရီကိုမကြည့်ပဲတန်ဖိုးထားတဲ့အရာတွေကိုမြင်အောင်ကြည့်ဖို့တင်ပေးပါတယ်။ဆက်ချောင်းပြောသူကယူရီအိုကိုဂရုစိုက်ခြင်းပြီးသူ့ကိုကွန်ပျူတာနဲ့အနာဂတ်တစ်ခုကို ပေးခြင်းပါတယ်။ဒါဟာမနာလိုခြင်းနဲ့မုန်တီးခြင်းတွေကနေချစ်ချင်းမြတ်တာနဲ့တာဝန်ယူမှုအဖြစ်ပြောင်းလဲသွားတာကိုပြသပါတယ် မုံတိမှုနဲ့တန်တမှုစဝင်းများဝိတ္ထုထဲမှာမုံတိမှုတန်တမှုနဲ့ကုကူကူဖြစ်စီမှုစဝင်းတွေဟာမျိုးဆက်တွေနဲ့ဆက်ဆက်ရေးတွေမှာထက်ခါထက်ခါဖြစ်ပေါ်နေပါတယ်။ဇက်ချောင်းပြောသူကယူရီကိုကိုမနာလိုတာကာဇူအဲကသူ့ရဲ့မိသားစုနဲ့လောက်ဖို့ကင်ဘက်တွေကိုမုံလာနဲ့ကြံကသူ့ရဲ့ကံကြမ္မာကိုခါတိလာတွေကအတိတ်ပင်မဲ့တဲ့ခံစားချက်တွေကိုဖော်ပြနေပါတယ်။ဇက်ကောင်တွေဟာသူတို့ရဲ့ဆန္ဒတွေနဲ့ မိသားစုကြောင်းနဲ့လူဖွဲ့စည်းကပေးထားတဲ့အခန်းကဏ္ဍတွေထဲမှာပိတ်မိနေပါတယ်။လိင်ဆက်ဆံမှုရီမန်းချက်ဒါမှမဟုတ်အကြမ်းဖက်မှုတွေကနေလူမြောက်ဖို့ကြိုးစားတာကအထူးကျဆံမှုနဲ့စိတ်ပြတ်အားငယ်မှုကိုပိုဆိုးစေပါတယ်။ယူရီအိုနဲ့ပတ်သက်တဲ့နူးညံ့တဲ့မှုရဲ့အခြေအနေတွေက ဖြစ်ဆိုးပြီးဖြစ်ပြီးနောက်မှာနှောင်ကြိုးအစ်တွေဖြစ်ပေါ်လာနိုင်တယ်ဆိုတာကိုပြသပါတယ်။မမြင်နိုင်ခြင်းရဲ့ဝင်ထုတ်ဝင်ပို့ထက်ခါထက်ခါပေါ်လာတဲ့အကြောင်းအရာတစ်ခုကမမြင်နိုင်ခြင်း မကြားနိုင်ခြင်းဒါမှမဟုတ်နားမလည်ခြင်းရဲ့နာကျင်မှုပဲဖြစ်ပါတယ်။ဆက်ကြောင်းပြောသူဟာယူရီကိုရဲ့အရေးအောက်မှာအမြဲနေနေရလို့သူ့ကိုယ်သူမမြင်နိုင်ဘူးလို့ခံစားရတယ်လို့ကာဆူအဲရဲ့အောင်မြင်မှုတွေကိုလည်းဘယ်သူမှအသိမှတ်မပြုပါဘူး။အမျိုးသမီးနှစ်ယောက်စလုံးအတွက်ပြည်တစားလုပ်ငန်းဟာသူတို့ရဲ့ရှိနေခြင်းကိုအခိုင်အမာပြောဆိုဖို့နည်းလမ်းတစ်ခုဖြစ်လာပြီ။အာယုံဆိုင်မှုကိုရယူဖို့ကြိုးစားပေမဲ့ဒါဟာသူတို့ကိုပိုပြီးပြောက်ကွယ်သွားစေပါတယ်။ဝိထုကအမျိုးသမီးတွေကိုအလှတရားဆန်နှုံးတွေ လူငူရေးအဆင့်တန်းတွေနဲ့မိသားစုရဲ့မျှော်လင့်ချက်တွေကဘယ်လိုမမြင်နိုင်အောင်ဖန်တီးထားလဲဆိုတာကိုမေးဖို့ထုတ်ပါတယ်။တကယ်ရှိတယ်ဆိုတာကိုအတိမပြုခံရဘူး။တန်ဖိုးရှိတယ်ဆိုတာကိုသိစေဖို့လိုအပ်တာကဇက်ကောင်တွေရဲ့အပြုမူတွေကိုပိုကောင်းအောင်ဖြစ်စေ၊ပိုဆိုးအောင်ဖြစ်စေတွန်းအားပေးပါတယ်။ကိုကိုကိုဖြစ်စည်းခြင်းနောက်ဆုံးအခန်းတွေကရေတကုံတစ်ခုရဲ့ပုံရိပ်ကိုဖော်ညွှန်းပါတယ်။ရေတကုံကကိုကိုကိုဖြစ်စည်းခြင်းတဲ့ကိုကြာဆင်းသွားတာဖြစ်ပြီး ကြောက်เสียရကောင်းတယ်လို့လွတ်မြောက်စေပါတယ်။ဆက်ចောင်းပြောသူကယူရီကိုနဲ့တာဇူအဲရိုနဲ့စီလုံးညီညွတ်မှုအနေနဲ့သူ့ဘဝကိုထိန်းချုပ်ဖို့အတွက်ပြည်တစားတယောက်ဖြစ်ဖို့စဉ်းစားပါတယ်။ရေတခုံပုံရိပ်ကရှောင်လဲလို့မရတဲ့ခံစားချက်တွေထိန်းချုပ်လို့မရတဲ့အင်အားတွေနဲ့အရှုံးပေးခြင်းအပြင်ပြောင်းလဲနိုင်တဲ့အရာတွေကိုဖမ်းယူပြပါတယ်။ဝိထုကတက်ရှင်ကျန်ရချင်းရဲ့ကြောက်เสียရကောင်းတဲ့အလတ်တရားကြောင့်နာကျင်မှုနဲ့ဒဏ္ဍာမှုတွေကဆက်ဆံရင်းနဲ့အတိတ်တွေအတိတ်တွေကိုဘယ်လိုဖန်တီးပေးနိုင်လဲဆိုတာကိုအတိမတ်ပြုခြင်းနဲ့ အဆုံးသတ်ထားပါတယ်။ရုပ်ဆိုးဆန်ဆန်ရှင်တမှု၏အတန်ဆုံးရှုံးမှုတွေဖြစ်ပြီးနောက်မှာဇက်ချောင်းပြောသူကသူ့မွေးဆက်ခံခဲ့တဲ့ဇလန်းတွေနဲ့သူပြောပြမဲ့ဇလန်းတွေကိုပြန်သုံးသပ်ပါတယ်။ရုပ်ဆိုးဆန်ဆန်ပုံစံကအလှတရာနဲ့ကြောက်မက်ဖွယ်ရာဆန္ဒနဲ့ဆက်ဆုပ်ရရှာမှုတွေကိုရောနှောပေါင်းဆက်ထားတာဖြစ်ပြီးဒုက္ခတွေကိုခံစားနေရတဲ့ကဘာကြီးကိုနားလည်အောင်လုပ်ဖို့နည်းလမ်းတစ်ခုဖြစ်လာပါတယ်။ဝိထုကမျောလင့်ချက်နဲ့ အဆုံးသတ်ထားပြီးမှတ်ဉာဏ်တွေဇလံပြောခြင်းတွေနဲ့နှောင်ကြိုးအစ်တွေကိုဖန်တီးခြင်းအပြင်စက်ကောင်တွေဟာသူတို့ရဲ့ဘဝကိုပုံဖော်ခဲ့တဲ့မုံတိမှုနဲ့မမြင်နိုင်မှုသဝန်းတွေကိုကြော်လွားနိုင်တယ်လို့ဆိုပါတယ်။ရေတခုရဲ့အတန်ကအနေနဲ့ပြန်လည်မွေးဖွားခြင်းတွေကိုသတိပေးနေပါတယ်။မိတ်ဆွေတို့ရေဒီဝတ္ထုကလည်းရရှိတဲ့အဓိကသင်ခန်းစာတွေကတော့လူတယောက်ရဲ့တန်ဖိုးကိုရုပ်ရည်နဲ့မတိုင်းတာတင်ဘူး။လူမှုအဆင့်တန်းတွေကလူတွေကိုဘယ်လိုခွဲခြားဆက်ဆံလဲဆိုတာကိုသတိထားတဲ့လေ။ကိုကိုကိုယုံကြည်မှုရှိဖို့နဲ့ ိုယ့်ရဲ့အားနည်းချက်တွေကိုလက်ခံနိုင်မှုကြိုးစားတင်နေဆိုတာပါပဲ။ဒါကြောင့်ကိုယ့်ရဲ့တံမိုးကိုမြင့်တင်ပြီးတခြားသူတွေကိုလည်းတံမိုးထားဆက်ဆံမှုတိုက်တွန်းခြင်းပါလေ။